ဲ့ပို့လှန်တဲ့ကနန်းနော်လေးတုံညာလေးဆိုကနန်းရထောက်ဆက်ရှိကစားတော့လေးတုံညာလေးဆိုတဲ့ကနန်းကတနည်းကြောင့်မှထွက်တယ်ထွက်နေတာပေါ့ဗျာနော် 2019မှာကျွန်တော်2019မှာလေးနှစ်နဲ့ဆိုတဲ့ကဏ္ဍကသူ့ရဲ့တနှစ်ကျော်မှာကျွန်တော်တို့လေးနှစ်နဲ့ဆိုတဲ့ပုံနေနော်2020မှာ ျွန်တော်ကိုတက်ကိုရှိမယ်66ကိုရှိမယ်အဲ့ကနန်းနှစ်ကွယ်လုံးကတူကထဲပို့နေကိုတက်ကိုရှိမယ်66ကိုရှိမယ်အဲဦးလေးကြီးမင်္ဂလာပါဗျမင်္ဂလာညချမ်းပါဟုတ်ကဲ့ပါဗျ ညဆိုတော့အတန်ကိုထိမ့်ပြောနေရဗျာမကြားရင်လည်းနားလည်ပေးပါဗျာနော်အဲ့တော့ဟိုတော့အင်းကြီးမင်္ဂလာပါအဲမာရီကျွန်တော်တို့ဒီရှစ်ကျင်ရတော့အားရတယ်ဗျာနော်ကျွန်တော်တို့ကျွန်တော်ယုံကြည်ချက်ကတော့အောင်မဲလို့ယူဆတယ်နော်ကျွန်တော်ယုံကြည်ချက်ကိုပြောတာပါအဲကျွန်တော်ထောက်ရမိတ်ဆွေတွေပါတော့အင်းကြီးလို့ပါတော့ကျွန်တော်မိတ်ဆွေတွေပါတော့အင်းကြီးတို့မျိုးမင်းဆိုးတို့ ကျွန်တော်ရဲ့မိတ်ဆွေတွေဖြစ်ပါတယ်ကျွန်တော်ဒီမှာဒီကကျွန်တော်2020ကပေါ့နော်669ဆိုတဲ့ကဏ္ဍရဲ့619ဆိုတဲ့အလဲဒီအလဲထောင်အလဲကဏ္ဍထောင်အောက်ကနေလှမ်းပြီးထောင်တဲ့ကဏ္ဍတွေပေါ့အဲ့ကောင်တွေဒီမှာချပေးနေတယ်နော်သူကပတ်လည်မရှိဘူးတဲ့ပဲ 2020ပြီးတော့2021မှာကြာတော့ကျွန်တော်ရှစ်ခုနှစ်ဆိုတဲ့ကနေကျွန်တော်လည်းဒဲပဲလိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်ဒဲပဲကျွန်တော်အရင်စိတ်ဝင်စားပါတယ်နော်ဒီရှစ်ခုနှစ်ဆိုကနေသူတနည်းကြော်မှာဒဲပို့တယ်နော်တခြားကြည့်ပါနော်ကျွန်တော်မေးဆွေးနော်ကျွန်တော်တို့ 2021မှာကျတော့ကျွန်တော်တို့တစ်တစ်ချုပ်ဆိုတော့ကဏ္ဍတစ်ခွဲရှိမယ်နော်ချုပ်တုံညာ3ဆိုတော့ကဏ္ဍတစ်ခွဲရှိမယ်ချုပ်တုံညာ3တစ်တစ်ချုပ်ဆိုတော့ကဏ္ဍကတော့2တစ်နှစ်ကျော်မှာကျွန်တော်ထဲပို့တာပေါ့ဗျာနော် အဲ့တင်မကြဘူးတဲ့ကွအဲနားလဲပေးပါဗျာနော်တိခံပြီးတော့နားလဲပေးပါကျွန်တော်ညာကြီးညအချင်းခါဖြစ်တဲ့အတွက်အတန်ကိုထိန်းပြီးပြောရတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီ2020နှစ်မှာကျွန်တော်တို့116ဆိုတဲ့ကဏ္ဍရေကျွန်တော်ဒီ633ဆိုတဲ့ကဏ္ဍကဒီတနေ့ကျော်မှာသူက633ထွက်တယ်116ထွက်တယ်ဟုတ်နော် အဲ့တော့ဒီနှစ်တွေမှာကျတော့သူကအဲဒီတနစ်ကျော်မှာသူက669ရယ်919ရယ်တနစ်ကျော်မှာသူကထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီ2024မှာတော့2026ကိုသူကဒီနှစ်ကွက်လာနိုင်တာပေါ့ဗျာနော်2024ရယ်2026ကိုအဲ့ဒါတော့ထားလိုက်ပါတော့ကျွန်တော်ဒီ2023ရယ်ကနေတကွက် ီ2025ကိုတည်ကူရမယ်ကျွန်တော်ကဒီအချိန်ကိုဖမ်းတယ်နော်ကျွန်တော်ဒီအချိန်ကိုဖမ်းတယ်နောက်တစ်ခါကျွန်တော်တို့ဒီအချိန်ကိုကျွန်တော်ဖမ်းထားတယ်ဒီနေ့ချင်းကျွန်တော်ဖမ်းထားတယ်အဲကျွန်တော်မိတ်ဆွေလည်းရှာလို့ရှာနိုင်ရှာလို့ရအောင်လို့ကျွန်တော် site ကိုခင်းပြပေးတာဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ ကျွန်တော်ရဲ့မိတ်ဆွေတယောက်ပြောထားတာလေးရှိရပါတော့။အဲကျွန်တော်ရဲ့အမြင်ချင်းတူတာလေးပေါ့။သူချပေးတဲ့အချိန်မှာကျွန်တော်တို့ဒီ၄၃ညာလေးဒီ၄၃ညာလေးဒီတနည်းကြောင့်ပါ၄၃ညာလေးလို့ချပေးတဲ့အချိန်မှာသူ့ရဲ့အပေါ်မှာပါဝါတွဲလာတယ်။ပြောချင်တာဒီပါဝါတစုံနက္ခတ်တစုံရဲ့အောက်မှာချပေးတယ်။ ပါဝါတစုံရဲ့အောက်မှာလေသူညာလေးကိုချပေးတယ်ဒီ69ဆိုတဲ့ကဏ္ဍကလည်းကျွန်တော်တို့ဒီဒီနှစ်ကျော်မှာပါဝါတစုံရဲ့အောက်ကိုချပေးနေတော့ရှိခွန်နှစ်ဆိုတဲ့ကဏ္ဍကလည်းသူဒီနှစ်ကျော်မှာပါဝါတစုံရဲ့အောက်ကိုချပေးနေတယ်နော် ဲ့တော့ဒီ633ဆိုတဲ့ကဏ္ဍကဒီမှာကျတော့သူကနက္ခတ္တဆုံနက္ခတ္တဆုံရဲ့အောက်မှာခြားတယ်ပါဝါနဲ့နက္ခတ်ကိုပြောင်းသွားပြီလာပေါ့ဗျာနော်ဒီချိန်မှာကျွန်တော်ကဘာကိုကြိုက်တယ်လဲဆိုတော့ဒီတခြားအတွက်နည်းနဲ့ကိုအဲလာဆုံနေတာပေါ့ဗျာနော်ပါဝါတဆုံရဲ့အောက်ကိုကျွန်တော်ကလိုချင်တယ် နော်ကျွန်တော်ဖမ်းထားတယ်အဲကျွန်တော်ကျွန်တော်မိတ်ဆွေတွေနော်ကျွန်တော်ရဲ့အဲအနည်းငယ်မိတ်ဆွေတွေကိုအကုန်လုံးပေါ့ဗျာနော်ဒီပါဝါတစုံရဲ့အောက်မှာကျွန်တော်ဒီအထောင်၃ခု2023နဲ့ကဟုတ်ရေးမယ်ဆိုရင်၄၅ကိုရှိမယ်၅ကိုကိုရှိမယ်၉ကို၅ရှိမယ် 954ရှိမယ်943ညရှိမယ်43ညတရှိမယ်31ခွန်ရှိမယ်108ရှိမယ်985ရှိမယ်အဲဒီလိုလေးပေါ့ဗျာနော်ကိုယ့်ကိုစဉ်းကြည့်လိုက်ပေါ့နော်ကိုယ့်ကိုစဉ်းကြည့်လိုက်အဲ့ဒီမှာဒီကျွန်တော်လိုချင်တဲ့ကဏ္ဍတစ်ခုက DJ ကိုကျွန်တော်ဖမ်းထားတယ် အဲကျွန်တော်ရှင်းနေတဲ့ခါကျကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စီကအဲဒီဝယ်ထားတဲ့မိတ်ဆွေတွေပေါ့နော်အဲ2000နဲ့ဝယ်ထားတဲ့မိတ်ဆွေတွေရောအများအားမိတ်ဆွေတွေရောကျွန်တော်ဒီအချိန်မှာကျွန်တော်ကနန်းပို့ပေးမှာဖြစ်ပါတယ်အဲအကယ်၍လူတစ်တွေအနေနဲ့ကလိုချင်တပါဆိုရင်ကျွန်တော်ဒီ39နော်ရှိကူကူ လေးခွန်ချော့ဒုတိယနေ့နော်ရှိကိုကိုလေးခွန်ချော့ဒုတိယနေ့ကိုဆက်သွယ်ပါကြည့်ပြီးပါပါနဲ့ဆက်သွယ်လို့ပါနော် ကီဘေးဖွင့်ထားပါတယ်ဒီဖုန်းနံပါတ်ကဘိုင်ဘာဖွင့်ထားပါတယ်ဘိုင်ဘာနဲ့ဆက်သွယ်လုပ်ပေးပါလိုချင်တဲ့လူပြောတာနော်အဲကျွန်တော်ဇီကအဲဝေယူထားတဲ့မိတ်ဆွေတွေကတော့နော်ကျွန်တော်ယနေ့ရဲ့ခါကျရင်ကျွန်တော်ဒီတကွက်ထဲသောကဏ္ဍကိုအဲကဏ္ဍနှစ်ကွက်ပေါ့ဗျာနော်ကဏ္ဍနှစ်ကွက်ဖြစ်ပါပေါ့တကွက်ကဒီတခြား site တစ်ခု ਨੇ လာဆုံနေတယ် အဲတခွဲကတော့ကျွန်တော်တို့ဒီဒီကျွန်တော်ပြောတဲ့ဒီအထောင်ကနေနော်ဒီအထောင်ကနေဒီမှာကျွန်တော်တကယ်ရင်းနှီးရှုပ်သွားမယ်နော်ဒီမှာ3 3 9 3 3 9ဒီမှာထွက်ထားတယ်နော်900ဆိုပြီးထွက်ထားတယ်အဲ့ဒါမရအောင်နော်အဲ့ဒါလုံးဝမရအောင်သူ့ရဲ့လမ်းကြောင်းအမှန်ကနော်သူ့ရဲ့ဖြစ်စဉ်မှာက၄3 9 4ဆိုရင် လေးတုံညာလေးလို့ထွက်ရမယ်နော်969ဆိုရင်သူက969လို့ပဲထွက်ရမယ်မှာ669ဆိုရင်ကျွန်တော်669လို့ပဲထွက်ရမယ်နော်နောက်ကျွန်တော်တို့ရှစ်ခွန်နှစ်ဆိုရင်ရှစ်ခွန်နှစ်လို့တဲထွက်ရမယ်နော်မတစ်တစ်6ဆိုရင်တစ်တစ်6လို့တဲထွက်ရမယ်တနည်းကြုံနော် နောက်ဒီမှာကျွန်တော်တို့6တုံညာ3ဆိုရင်6တုံညာ3ဆိုထည့်ထွက်ရမယ်။အဲအဲ့လိုထည့်ထွက်ရမှာပေါ့ဗျာနော်။အခုဒီမှာတော့ကျွန်တော်တို့အဲဒီမှာတုံညာတုံညာခေါ်ဆိုခဏဒီမှာ900လို့ထွက်သွားတဲ့ကောင်မရပါဘူးနော်။ဒီကောင်လုံးဝမရပါဘူး။ဒီကနေဖြစ်နေလက်မခံပါဘူးနော်။ကျွန်တော်ပြောချင်တာက1တုံညာတုံညာ9 5 1 5 1 1 ဘယ်ဒါမျိုးပေါ့နော်အထောင်ပေါ့နဲနော်ကိုကိုငါကိုငါလေးငါလေးတုံညအဲဒါမျိုးပဲဖြစ်ရမှာပေါ့နော်အဲဒီမှာကျွန်တော်တကွက်ထက်ဖမ်းထားပါတယ်ပြီးတဲ့ထွက်ပြီးပြီးချင်းမဲ့ငွေလွှဲတဲ့မိတ်ဆွေတွေကတော့ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဟိုအနေမှာရက်နီးတဲ့ခါကျရင်ကျွန်တော်ပို့ပြီးမှာပေါ့နော်တချို့ဆိုရင်ကာမဲကာမဲနှိုက်ချင်တဲ့အဖွဲ့တွေ ရဆောဆောလေးပို့ပေးပါဆိုလို့ကြောင့်ငွေဆောဆောလေးတွင်းနေမိတ်ဆွေတွေရှိတယ်။အဲ့တော့အဲ့တော့ဒီအချိန်အတွက်ကိုငွေဆောဆောစီးတွင်းထားတဲ့မိတ်ဆွေတွေကတော့အဲတချို့ကာမင်ကာမင်ကစမ်းခြင်းနဲ့ဆိုလို့ဆောဆောလေးပို့ပေးပါဆိုလို့ကျွန်တော်ရက်ကိုသတ်မှတ်ထားပါတယ်။ငွေတွင်းပြီးတဲ့မိတ်ဆွေတွေကိုကျွန်တော်ပို့ပေးမှာပါနော်။ဆောဆောလေးပို့ပေးမှာပါ။အဲမတွင်းရတဲ့မိတ်ဆွေလိုချင်တဲ့ပါဆိုရင်တော့နော်ဆက်ဆန်းရှိလို့လိုချင်နေဆိုရင်ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါ။0 3